မင်္ဂလာပါအခုတစ်ခေါက်မှာတော့လူအများမေးလေရှိကြတဲ့မေးခွန်းတစ်ခုဖြစ်တဲ့ဘာကြောင့်အချက်အတီးတွေဖြစ်လဲအခါမှာရွှေဈေးတွေထိုးတက်ကုန်တာလဲအခုရောဈေးတက်တာကိုလိုက်ပါဝယ်ယူရအောင်မလားအချားပါတွေလုံဆောင်လို့ရသေးလဲဆိုရင်မေးခွန်းလေးတွေကိုအပြည့်ပေးဝေမျှပေးလို့ပါတယ်မြန်မာနိုင်ငံမှာသာမကောက်ဘူးကဘာတလွားမှာပါစစ်ရေးနိုင်ငံရဲ့အပြောင်းအလဲနဲ့တဲမှမှုကုံသွေးရေးထိခိုက်မှုစီးပွားရေးကျဆင်းမှုစတဲ့အချက်အတီးတွေဖြစ်လာတိုင်းမှာရွှေဈေးကထိုးတက်သွားလိမ့်ရှိပါတယ် ဘာကြောင့်လဲဆိုတော့ရွှေဟာ safe haven asset တွေထဲကတစ်ခုဖြစ်လို့ပါပဲ safe haven ကိုတိုက်ရိုက်ပါတာပေးရရင်တော့လုံခြုံမှုရှိတဲ့ခိုးလုံရလေးလို့ဆိုရမှာပါပဲဈေးကွက်အကျပ်ဒီတစ်ခုခုဖြစ်တော့မယ်ဆိုတိုင်းရင်းနှီးမြှုပ်နှံသူ investor တွေဟာလက်ရှိလုပ်နေတဲ့လုပ်ငန်းဒါမှမဟုတ်ရင်းနှီးမြှုပ်နှံမှုကငွေတွေကိုရသလောက်ပြန်ထုတ်ပြီးတော့ safe haven asset တစ်ခုခုကိုပြောင်းလဲဝယ်ယူစုဆောင်ထားလေရှိနေကြတယ်ရွှေကလည်းအထက်ကဆိုတဲ့အတိုင်း safe haven asset ဆိုတဲ့အထက်ကတခုဖြစ်နေတဲ့အတွက် အချက်အတိတခုခုဖြစ်တိုင်းမှာရွှေဟာဝယ်ရတဲ့သူတွေများပြီးတော့ဓာတ်မှန်တွေတက်လာပြီးတော့ပြန်လဲရောင်းချလို့ရတဲ့သူ supply ကပါနည်းသွားတာကြောင့်ဈေးတွေထိုးထက်တက်လို့ရှိပါတယ်။စီးပွားရေးကြဆင်းမှုတခုခုဖြစ်တဲ့အခါမှာလူတွေရဲ့ပိုင်ဆံမှုတွေဝယ်ငွေတွေကြဆင်းရော့ပါသွားတတ်တာကသဘာဝပဲ။ဒါပေမဲ့စီးပွားရေးကြဆင်းသွားတဲ့အခါမှာအများစုသောပိုင်ဆံမှုတွေကပါလိုက်ပါတန်ဖို့တွေကြဆင်းသွားတတ်ပေမဲ့အချို့သောပိုင်ဆံမှု asset တွေကတော့တန်ဖို့ value ကျမသွားတဲ့အပြင် ိုပြီးတော့တော့မှတက်လာပါသေးတယ်။ဥပမာဆိုရင်လက်ရှိအခြေအနေမှာမြန်မာနိုင်ငံစီးပွားရေးကျဆင်းနေတဲ့အတွက်မြန်မာကျပ်ငွေတန်ဖိုးက20ရာခိုင်နှုန်းကျော်ကျော်လောက်ကိုထိုးချသွားပြီးမှလည်းအမေရိကန်ဒေါ်လာတန်ဖိုးကတော့တည်ငြိမ်နေတဲ့အတွက်ကြောင့်ရခိုင်ငွေလဲလဲဈေးအမေရိကန်ဒေါ်လာကို1300ကျော်ကျော်ဖြစ်ခဲ့ရာကနေအခုဆိုရင်စံချိန်တင်1600ခန့်အထိကိုပေါက်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါကအမေရိကန်ဒေါ်လာတန်ဖိုးကတက်သွားတာမဟုတ်ဘဲနဲ့ပိုင်ဆိုင်မှုအဆက်တမျိုးဖြစ်တဲ့ မြန်မာကြောင့်ဝင်ကစီးပွားရေးကျဆင်းမှုကြောင့်တန်ဖိုးကျသွားတာပဲဖြစ်ပါတယ်။တကယ်လို့ပြီးခဲ့တဲ့ဇန်နဝါရီလမှာမြန်မာငွေ300ကိုလက်ထဲကင်ထားတဲ့သူနဲ့သိန်းတရာကိုဒေါ်လာလဲပြီးတော့ကင်ထားတဲ့သူမှာဒေါ်လာကင်ထားတဲ့သူကပိုင်ဆိုင်မှုတန်ဖိုးကျမသွားဘဲနဲ့စီးပွားရေးအကြံဒီကိုကျော်လွန်ဖျက်ဆီးလိုက်နိုင်တာပဲဖြစ်ပါတယ်။တနည်းအားဖြင့်တော့ဒါဟာ safe haven လုံခြုံတဲ့ခိုးလုံရာအဖြစ်ဒေါ်လာကတည်ရှိပေးခဲ့တာဖြစ်ပါတယ်။ ို့တော်လည်းပဲဒီလိုဆိုတဲ့အတွက်အကြက်အတီးဖြစ်တိုင်းအမြဲတမ်းဒေါ်လာပဲဝယ်ကင်ထားရမှာလားဆိုတော့လေမဟုတ်ပြန်ပါဘူးစီးပွားရေးအကြက်အတီးကမြန်မာတနိုင်ငံတဲတဲ့မှာကပဲနဲ့တကဘာလုံးကိုရိုက်ခတ်တဲ့စီးပွားရေးပြက်ကံမျိုးဖြစ်နေတာဖြစ်ဖြစ်မြန်မာနိုင်ငံနဲ့တပြိုင်တည်းတည်းအမေရိကန်ဒေါ်လာငွေတန်ဖိုးကပါထိုးကျနေတာမျိုးပဲဖြစ်ဖြစ်ဒါမှမဟုတ်တန်ဖိုးမကျပြီမယ်အကြောင်းတစ်ခုခုကြောင့်ပြည်တွင်းမှာဒေါ်လာထုတ်ရောင်းသူတွေများနေတဲ့အခါမှာဖြစ်ဖြစ်ဒေါ်လာကစိတ်ဟဗန်အစမဖြစ်နိုင်တော့ပဲနဲ့ပြောင်းလဲကင်ဆောင်လိုက်တဲ့အခါမှာငွေလဲလဲမှု အိတ်ချင်းရေကြောင့်အရှုံးပေါ်တာမျိုးတွေဖြစ်နိုင်ပါသေးတယ်။ဆိုရမယ်ဆိုရမယ်ဆိုရင်တော့ safe haven access ဆိုတာက sea boy အချက်ဒီတစ်ခုခုကြုံရနိုင်တဲ့အခါမှာမိမိပိုင်ဆိုင်မှုပမာဏကိုရော့မသွားအောင်လို့ထိန်းထားပေးမယ်အပြင်ပိုင်ဆိုင်မှုတံပိုးပါပို့ပြီးတော့မြင့်တက်သွားစေနိုင်တဲ့ပိုင်ဆိုင်မှုအဆက်အမျိုးစားတွေကိုခေါ်ဆောင်ရဖြစ်ပါတယ်။အထက်ကဥပမာလိုပါပဲ။အကြတီတစ်ခုနဲ့တစ်ခုမှာ safe haven access ဆိုတဲ့စာရင်းထဲဘယ်ပိုင်ဆိုင်မှုတွေကတော့ပါဝင်မယ်ဆိုတာမတူညီတတ်ပါဘူး။သို့တော်လည်းရွှေကတော့ အကြံဒီတော်တော်များများမှာ safe haven asset ဖြစ်နေတယ်လို့ရှိတယ်။အင်ချမ်းမီတိုက်ခန်ရွှေလက်ဝတ်ယတနာပစ္စည်းနိုင်ငံခြားငွေ cryptocurrency အစိုးရငွေတိုက်စာချုပ်စည်ရင်းတွေစည်ရင်းရှင်အငွေကားနဲ့ဆက်ပစ္စည်းကုန်စည်အမျိုးမျိုးရေနံစတဲ့ပိုင်ဆိုင်မှုအမျိုးမျိုးကအကြံဒီပုံစံအမျိုးမျိုးမှာ safe haven asset တွေဖြစ်နေနိုင်ပါတယ်။ဒါဆိုရင် safe haven asset ဖြစ်မဖြစ်ကိုစဉ်းစားသုံးသပ်တဲ့နေရာမှာလက်ရှိစီးပွားရေးကြဆင်းမှုက ဘယ်လို level တွေမှာဖြစ်နေတာလဲဘလောက်ပြင်းထန်လဲဘာတွေကိုတက်ရောက်မှုရှိလဲဆိုရဲလက်ရှိအချက်အတီးကိုကောင်းစွာနားလဲသဘောပေါက်မှုကပရမအစင်အနေနဲ့လိုအပ်ပါတယ်ဒုတိယကတော့အဲ့ဒီနားလဲသဘောပေါက်မှုပေါ်မူတည်ပြီးတော့ဈေးနှုန်းကျဆင်းမဲ့ဒါမှမဟုတ်တန်ဖိုးကျဆင်းမဲ့ asset တွေနဲ့ uncorrelated ဖြစ်တဲ့ asset နဲ့ negatively correlated ဖြစ်တဲ့ asset တွေကို safe haven asset တွေအဖြစ်ရွေးချယ်ဝယ်ယူကြနိုင်ရှိပါတယ်ဒီနေရာမှာ asset တွေရဲ့ positively correlated uncorrelated negatively correlated ဆိုတဲ့သဘောတရား၃ခုကိုသိရှိဖို့လိုအပ်ပါတယ် positively correlated ဆိုတာကတော့ပိုင်ဆိုင်မှုတစ်ခုခုဟာအခြားပိုင်ဆိုင်မှုတစ်ခုရဲ့ဈေးအတက်အကျနဲ့တိုက်ရိုက်ချိတ်ဆက်ပြီးတော့ပြောင်းလဲနေတဲ့သဘောဖြစ်ပါတယ်ဥပမာ ရေနံတစီဈေးနှုန်းတက်တဲ့အခါမှာမြန်မာပြည်ကအောက်ထိန်92 95ဈေးနဲ့တက်မှာဖြစ်တဲ့ဓာတ်ဆီဈေးတက်တဲ့အခါမှာကုန်တင်ကအသုံးပြုပို့ဆောင်ရတဲ့ဟင်းသီးဟင်းရွက်ဈေးနဲ့တက်မှာဖြစ်တဲ့ ဒါကတော့ asset တစ်ခုကစေးတက်ရင်နောက်တစ်ခုပါလိုက်ပြီးတော့တက်ကြာရင်လိုက်ပြီးတော့ကြာတယ် positively correlated ဖြစ်တယ် negatively correlated ဆိုတာကတော့ပြောင်းပြန်တက်ရောက်တာပဲဥပမာ American dollar တန်ဖို့မာလာရင်တက်လာရင်ရွှေဈေးကကျဆင်းလေရှိတယ်မြန်မာကျပ်ငွေတန်ဖို့မြင့်ရင်လာရင်မာလာရင်အင်ချမ်းမြေတန်ဖို့ကျဆင်းသွားနိုင်တယ်စသဖြင့်ပြောင်းပြန်တက်ရောက်တဲ့ပိုင်ဆိုင်မှုတွေဖြစ်တယ် uncorrelated ကတော့ရှင်းပါတယ်အခြား asset အများစုနဲ့ဘာမှတက်ရောက်ချိတ်ဆက်မှုမရှိတဲ့ ပိုင်ဆိုင်မှုအဆက်အမျိုးအစားတွေဖြစ်တယ်။ဒီအမျိုးအစားရဲ့ဈေးကတော့အချိန်တော်တော်များများမှာတည်ငြိမ်နေတက်လေရှိပါတယ်။ဆိုတော့အချက်အတိတစ်ခုကြုံမယ်လို့ခံမရတဲ့အခါမှာအဲ့ဒီစီးပွားရေးချက်တီမှုကဘယ် level တွေကိုတက်ရအောင်မလဲ။အဲ့ဒီကမှတစ်ဆင့်ဘယ်ပိုင်ဆိုင်မှုအဆက်တွေကိုဈေးထိုးကြစေမလဲဆိုတာစဉ်းစားရပါတယ်။ဈေးထိုးကြမဲ့အဆက်အများစုကိုခံမနိုင်ပြီဆိုရင်တော့အဲ့ဒီအဆက်ပိုင်ဆိုင်မှုတွေနဲ့ negatively correlated ဖြစ်မဲ့ဒါမှမဟုတ်အဲ့ဒီပိုင်ဆိုင်မှုတွေနဲ့ uncorrelated ဖြစ်မဲ့အဆက်အမျိုးအစားတွေကအဲ့ဒီအချက်အတီးအတွက် safe haven asset တွေဖြစ်မှာပါပဲ။ရင်းနှီးမြှုပ်နှံတဲ့သူတွေဟာစီးပွားရေးကျနေတဲ့အချိန်မှာ safe haven asset တွေကိုတုံးသက်ဝယ်ယူစုဆောင်ထားပြီးတော့စီးပွားရေးကတ်ဆိုက်တဲ့အချိန်မှာတော့မှပိုင်ဆိုင်မှုတွေရော့မသွားဘဲနဲ့ပိုလို့တော့မှတိုးပွားလာလိမ့်ရှိတယ်။စီးပွားရေးပြန်လဲဥမော့တဲ့အချိန်မှာတော့ဒီတန်ဖိုးတက်နေတဲ့အဲ့ဒီ safe haven asset တွေကိုမြန်မြန်ပြန်ရောင်းထုတ်ပြီးတော့အလားအလာကောင်းတဲ့လုပ်ငန်းတွေကိုပြန်လဲလုပ်ခိုင်းကြတယ်။ ။တတိထားမှာတစ်ခုကတော့စီးပွားရေးပြန်လဲဥမော်ပြီးတော့လက်ပတ်လာတဲ့အခါမှာအဲ့ဒီစိတ်ဟေပန်အဆက်တွေကလည်းတံမိုးပြန်လဲကျဆင်းတက်လို့ရှိတယ်။ပုံမှန်အဖြစ်တော့ဘယ်လိုမျိုးစီးပွားရေးအချက်အတီပဲဖြစ်ဖြစ်စိတ်ဟေပန်အဆက်အနေနဲ့ဝယ်ယူစုဆောင်လို့ရတာတွေကတော့ရွှေ၊ကျောင်းမြေရတနာ၊အမေရိကန်ဒေါ်လာလိုမျိုးခိုင်မာမှုရှိတဲ့နိုင်ငံခြားငွေကြေးတွေအခြားစီးပွားရေးကောင်းတဲ့နိုင်ငံတွေက stock share တွေအစိုးရငွေတိုက်စာချုပ်တွေအစိုးရကတည်မြဲမှုရှိရဆိုရင်ပေါ့စတာတွေဖြစ်လို့ရှိပါတယ် စီးပွားရေးကြာစင်းပေမဲ့လည်းအချို့ level တွေမှာတော့ပိုပြီးတော့ရောင်းအားတက်လာတာတွေလည်းရှိပါတယ်။ဥပမာစိုက်ပျိုးရေးမွေးမြူရေးအခြေခံစားသောက်ကုန်စသည့်လုပ်ငန်းတွေဖြစ်ပါတယ်။အဲဒီလိုမျိုး လုပ်ငန်းတွေရဲ့ဖြည့်ရတွေတနည်းအားဖြင့်တော့စီးပွားပြတ်ကတ်တွေမပါဝင်တဲ့ industry တွေကရှယ်ယာတွေဟာလေ safe haven asset တွေဖြစ်တယ်ပါတယ် safe haven asset တွေရဲ့ဥဒေတာလက္ခဏာတွေအထက်ကပြောခဲ့တဲ့ uncorrelated negatively correlated ဒီနည်းတွေဖြင့်ပို့ပြီးတော့တန်ဖိုးတက်မှန် safe heaven asset တခုဟုတ်မဟုတ်ကိုအောက်မှာဆက်ပြီးတော့ပြောပြမယ်ဝိသေသလက္ခဏာတွေနဲ့ပါကန့်ညီသုံးသပ်ပြီးတော့ရွေးချယ်နိုင်ပါသေးတယ်နံပါတ်1 liquidity ကောင်းမွန်ခြင်းပိုင်ဆိုင်မှု asset တခုအနေနဲ့စီးပွားပြည့်နေတဲ့အချိန်အတွင်းမှာရောအခြားဘယ်လိုအချိန်မှမဆိုငွေအဖြစ်အလိုတခုပြန်လဲပြောင်းလဲလို့ရနိုင်တဲ့စွမ်းရည် liquidity မြင့်မားစွာသို့မဟုတ်တင့်တင့်လျှောက်မဲ့စွာရှိရမယ်နံပါတ်2 functionally အသုံးဝင်ခြင်း နောက်ထပ်ဝိသေသတစ်ခုအနေနဲ့ကတော့နောင်နှစ်ပေါင်းများစွာလူအများအထွတ်အသုံးဝင်လိုအပ်နေတဲ့အခြေအနေတစ်ခုရှိရမယ်။နံပါတ်3 limited supply လူတိုင်းကလိုအပ်သလောက်အလွယ်တကူပေါ်ပေါ်များများထုတ်လုပ်တူးပေါ်ရောင်းချပေးနိုင်တဲ့အရာမျိုးမဟုတ်ရဘူး။အကန့်အသတ်နဲ့သာရရှိနိုင်တဲ့ဒါမှမဟုတ်ပမာဏအကန့်အသတ်ရှိတဲ့ပိုင်ဆိုင်မှုအမျိုးအစားဖြစ်ရမယ်။နံပါတ်4 certainty of demand အဲ့ဒီပိုင်ဆိုင်မှုအမျိုးအစားကဒိတ်အောက်သွားတာ အခြားမျိုးသားတစ်ခုဘုကအလွယ်တကူအစားထုတ်လို့ရတာမျိုးမဖြစ်ရဘူး။နံပါတ်၅ performance အချိန်ကာလတစ်ခုကြာသွားလို့ပျက်စီးသွားနိုင်တဲ့ရုပ်ရင်းသွားနိုင်တဲ့အနေအထားမျိုးလည်းမရှိရပါဘူး။အထက်ကအချက်တွေအားလုံးနဲ့ကန့်ညီတယ်ဆိုရင်တော့ဒီ safe heaven အဆက်ကတကယ်ကိုတန်ဖိုးတက်လာပြီးတော့မိမိရဲ့ပိုင်ဆိုင်မှုကိုကာကွယ်ထားနိုင်မယ်အမျိုးအစားဖြစ်တယ်လို့ဆိုနိုင်တယ်။ဆိုလိုချင်တာကတော့ရွှေဆိုမှ ရွှေဒေါ်လာဆိုမှဒေါ်လာလိုက်ပြီးတော့ဝယ်နေရမယ်လို့ဆိုလိုတာမဟုတ်ဘဲနဲ့ safe haven အစအနေနဲ့အခြားအမျိုးအစားတွေလည်းများစွာရှိနေနိုင်တယ်ဆိုတာသိစေလိုတာပါပဲတကယ်တော့သတင်းစာထဲမှာဒါမှမဟုတ် social media တွေအပေါ်မှာ share တွေအများကြီးနဲ့ show ဝယ်ကြပါဈေးတက်နေပြီဒေါ်လာတွေဝယ်ကြပါစက်တက်နေပြီအဲ့ဒါတွေဟာတွေကိုဒါသူများတွေ share တာကိုတွေ့လို့လိုက်လံဝယ်ယူတဲ့သူတွေအများစုကဈေးကြီးမိလေရှိကြပြီးပိုက်ပေါ်မိလေရှိပြီးတော့မကြခင်ဈေးအကြမှာအရှုံးကိုခန်းစားရလေရှိတယ်ဒါကြောင့်လူအုပ်လူအဝယ်များလို့ ဈေးတက်နေတဲ့စေဟဘအဆက်တွေကို လိုက်လံဝယ်ယူနေမှာအစားအထက်ကအချက်တွေနဲ့ကိုက်ညီမဲ့ပိုင်ဆိုင်မှု safe heaven အဆက်တွေကိုပဲရှာဖွေဝယ်ယူခြင်းကပို့ပြီးတော့တွေ့ချေကိုက်နိုင်ကြောင်းမျှဝေပေးလိုက်ရပါတယ်။လုံလောက်တဲ့အသိပညာဟာပြင်းထန်တဲ့အခက်အခဲတွေကိုလွယ်ကူစွာနဲ့ကျော်ဖြတ်စေနိုင်ပါတယ်။